ပထမဆုံးချိန်မိုဘိုင်းလေဂျန်နဲ့ပတ်သက်ပြီးတော့နှစ်ညစတိုင်ကိုခဲ့ရတယ်ဆောနာတလကမကွစ်အဲ့ဒီချိန်တော့တင်းလစ်ကွစ်ဖိလစ်ပင်းကိုနင်းချေဖြစ်ခြင်းနဲ့စိတ်ဆန္ဒမျိုးတွေဖြစ်သွားခဲ့တာဒီ၅ရောက်ပဲအစားဆုံးသွားခဲ့မယ်လို့ထင်ခဲ့ပေမဲ့ကျွန်တော်တယောက်တည်းကိုပဲဒီကောင်တွေကအစားထိုးသွားတာအဲ့ဒီအတွက်ကြောင့် I hate the most သူတို့အယံမုန်းခဲ့တယ် motivation နဲ့အကုန်လုံးလဲ loss ဖြစ်သွားခဲ့တယ်ဘလောက်ထိတောင်အခြေအနေဆိုလဲဆိုလို့ချင်း screen တွေအကုန်လုံးငင်းဆန်ပြီးတော့အဲ့ရတဲ့ကနေမထကျင်လောက်ရတဲ့အထိဖြစ်သွားခဲ့တာပဲအဲ့တော့တော်တော်နဲ့လိုရင်းရှင်းပြမယ် စီဇန်14တော့ DBH ကလုံးဝစုပ်ပြတ်တတ်နေတယ်အဲ့ဒီအချိန်မှာလူ9ယောက်ကိုတင်းဖောင်တစ်ခုလုံးချိန်ရမယ်နေရာမှာ decision making ကဘယ်လိုဖြစ်သွားလဲဆိုတော့ TNC ကဂျန်ဂလာဇိုင်ကကာတီစီနေရာမှာ switch တက်လုပ်လိုက်တယ်အဲ့တော့ကာတီစီကလုံးဝ mental breakdown ဖြစ်သွားတယ်ပြီးတော့သူလုံးဝကြာတယ်ဗျာ အပြောမယ်ဆိုလို့ရှိရင်မန်ကယ်ဆောင်ရမ်းကိုကြသွားတယ်ပေါ့အဲ့တော့ तू baby လေးလို့ cry လုပ်ခဲ့တယ်နှစ်ရက်လောက် तू brand နဲ့ screen တွေလုံးဝမစော်တော့ဘဲနဲ့ तू ဆန်းနှပြတယ်ပေါ့ပြီးတော့ तू ဘာမှတော့တွေ့လဲဆိုတော့ season 30မှာသူ့အနေနဲ့ champion ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကြံတဲ့ season တွေမှာဒီလူဒီ season အတိုင်းပဲစော်ပေးပါဆိုပြီးတော့8 match ကိုပြောခဲ့တယ်8 match ဆိုတော့ကျွန်တော်တို့ TPH က မန်နေဂျာလို့ပြောလို့ရတယ် main ကလေးပေါ့အဲ့ဒီ main ကလေးကနေပြီးတော့သူ့ကိုအဲ့ဒီ grid ကြောင့်သူ့ကိုပြန်ပြီးတော့အစားသွင်းတဲ့နေရာမှာသူကလည်း performance ကိုအကောင်းဆုံးထုတ်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ season နှစ် season ဆက်တိုက် champion ဖြစ်ခဲ့တာလို့သူပြောခဲ့တယ်အဓိကတော့ wu ကသူ့ကိုမေးရပေါ့နော် podcast ထဲမှာဒီလိုမျိုး main mandate breakdown ဖြစ်နေတဲ့အချိန်မှာ main အနားမှာဘယ်သူရှိခဲ့လဲ main ရဲ့အသင်းပေါ်တွေ၄ယောက်ရှိခဲ့လားကျန်တဲ့ manager coach အားစေဘယ်ကောင်ရှိခဲ့လဲလို့မေးရတဲ့အချိန်မှာ girlfriend တယောက်ထဲကလားသူ့ရဲ့ mandate တွေအကုန်လုံးဟိုအမြင့်ဆုံးဒီပြန်ပြီးတော့တုံးပေါ်နိုင်အောင် လုပ်ပေးခဲ့တဲ့သူတယောက်ထဲရလို့သူမန်းရှင်းသွားတယ်ပေါ့ပြောမှဆိုလို့ရှိရင်သူ့ရဲ့အနားမှာသူ mental breakdown ဖြစ်နေတဲ့အချိန်တစ်ခုလုံးမှာသူ့ရဲ့ girlfriend spot အနေနဲ့ရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောခဲ့ရပဲဖြစ်ပါတယ်အဲ့တော့ Curtis လိုမျိုး living legend တယောက်တောင်မှပြန်ပြီးတော့ mental breakdown နေရာကနေဟုတ်အမြင်ဆုံးထိပြန်တန်းနိုင်အောင်လုပ်ပေးခဲ့တာဘာလို့ကြောင်လဲအဲ့ brother မောအလိုမျိုး sporty girlfriend လေးရှိနေကြပြီလားဆိုတော့ comment လေးကိုမျောဆွေးနွေးကြပါအဲ့တော့ brother ဘာလို့မအောင်မြင်သေးရလဲဘာကြောင့် mental breakdown တွေအားနေမထနိုင်သေးတာလဲဆိုတာဘယ်သူကြောင့်လဲဆိုတာသိပြီလားကဲ work collateral အကောင့်လေးတွေဝယ်ခြင်းနဲ့ညီဝင်နေနဲ့ထပ်ပြီး work collateral အကောင့် share ကြီးတကောင်ရောက်လာပြီလို့ဖြစ်ပါတယ် ဒါတော့ collector ဆယ်ကောင်တိတိပါမယ် wall collector ပဲဖြစ်ပါတယ်အဲ့တော့ဘာတွေပါလဲဆိုတော့ကျွန်တော်လည်းဒီ live ကို check ပြန်ပထမဆုံး legend 3ကောင်ပါမယ် legend 3ကောင်နဲ့လားဆိုလို့မပြောနိုင်ဘူးနောက်ထပ် legend 2ကောင် try လို့လည်းရတယ် legend ဘိုင်း150တိတိထပ်ပေါင်းမယ်ကဲအဲ့တော့ချောင်းကီလာချောင်းကူလာလေးကြိုက်ရပြောပုံစံမျိုးပေါ့နော်ဆိုတော့ hero 2ကောင်ပါမယ် smlr lancelot hero ကြိုက်ရည်ကိုနေ lancelot hero လေးနဲ့ထပ်ပြီးပေါင်းလိုက်ကြ ပြီးတော့တခြားပြရမယ်ဆိုလို့ရှိရင်တော့စုံစစ်နေရမယ် brother တွေပဲကြည့်လိုက်တော့အတန်အတန်တန်တို့တွေပြီးတော့ Jujutsu Kaisen ပြီးလို့ရှိရင်လူမျိုး Naruto ချောင်းကိုပြင်ချန်ခဲ့ SB ရန်နေအများကြီးပါမယ်ကလီယိုမော့ Shadow Knight တို့ဒီမှာကြည့်လိုက်ပါ30ကောင်တော့ရှိပါတယ်ဒီမှာဆိုလို့ရှိရင်လည်း28ကောင် collector 10ကောင်တိတိပါပါမယ် collector ကလည်း positive collector တွေမဟုတ်ပါဘူး lane collector တို့ pushing collector တို့ brewery တို့ nagaha တို့ ်ပြီးတော့နောက်ဆုံးဆုံးဆုံးဒီဆိုလို့ရှင် အစစ်စင်းနဲ့ကကြိုက်တာထောက်မလွဲတဲ့ဟန်ဆိုကော်လတာပါပေါင်းပါမယ်အဲ့တော့အစစ်စင်းနဲ့ကအကုန်ပါတော့ပါပြီဒီ air bar တို့ air ball တို့အကုန်ပါပါရဆိုတော့ဒါတော့တခုဒီရမှာနည်းနည်းစိတ်မကောင်းဖြစ်စရာတော့ခြောက်စတန်းလေးတော့မပါပါဘူးခြောက်စတန်းလေးတော့မပါခြောက်မှာဆိုလို့ရှင်လေခြောက်စတန်းရယ်ခြောက်ဟီးရိုးရယ်နှစ်ကောလွဲပြီးတော့ကြံတဲ့ကောင်လေးအကုန်ပါပါမယ်ဆိုတော့အဲ့ဒီဝေါ်ကော်လတာအကောင့်ကိုကျွန်တော်အနေနဲ့70အပေါ် တိန်းနေကြအောင်ပါကျွန်တော်ညှိနှိုင်းပြီးရောင်းချပေးပါမယ်အဲ့တော့အဲဝယ်ရည်လိုရင်းနဲ့ကျွန်တော်ရဲ့ Telegram channel channel ဒီကြီးမှာလာရောက်ဆက်သွယ်ဝယ်ယူဆောင်နိုင်ပါမယ်နော်ဒါပဲ Telegram channel ဖြစ်ပါတယ် subscriber 900ရှိတာဒီ video ကိုပြန်တော့မှာလင့်ချပေးပါမယ်ခင်ဗျာ